ပရိသတ်ကြောင့်အောင်ကစားပြနိုင်မိမယ်ဖလားမရသေးတဲ့အာဆင်နယ်လိုဖြစ်နေတဲ့ဆိုလင်ဦးအားလုံးမင်္ဂလာပါခင်ဗျာ 3K5 ကနေပြန်လာပြီးတော့ကြိုဆိုလိုက်ပါတယ်ဆိုလင်ဦးရှုံးပြန်ပြီတကယ်စိတ်မကောင်းဖြစ်ရမလားစိတ်ပြရမလားမပြောတတ်ဘူးဂျက်ထရီစီကလည်းဖိုးနံစားတော့ရပြီးမှရှုံးပွဲဆက်နေလို့ဆိုလင်ကူပွဲမှာအနိုင်ရအောင်အားကုန်ထုတ်ခဲ့ပါတယ်ရုရှားဖိုင်တာကော့ပတွန်ကိုဆိုလင်ကပွဲစားကလေးကဘလူးဆိုင်းတီးဖို့ကြိုးစားခဲ့ပါတယ်ကြောင်ပဲ့ပြီးကလင်းလျှောက်ဖို့ယူရနေခဲ့တာကိုလည်းတွေ့ရတယ် ကော့ပတွန်ကလည်းဇိုလင်းကြောင်းကိုတော်လေးလေးလာခဲ့ပုံပါပဲဇိုလင်းကိုအပူကံမခံရအောင်ကော့ပတွန်ကဟန်တားခဲ့ပါလေပရမချီမှာကော့ပတွန်ရဲ့အနေအထားတွေကလှုပ်ဖြစ်ခဲ့ပြီးတော့ဇိုလင်းကိုတိတ်ပြီးပူးကတ်လို့မရခဲ့ဘူးကော့ပတွန်နန်ကြားကန်ကျတဲ့ဒူးတိုက်ချက်တွေကိုဇိုလင်းကသတိထားနေရတယ်ဖိုင်တာနှုတ်လုံးကပရမချီမှာတယောက်ချင်းနေတယောက်စောင့်ကြည့်နေလို့ပွဲအေးလို့ဖြစ်ခဲ့ရတာပါဒါပေမဲ့ပရမချီမာကလေးကကော့ပတွန်ကထိချက်တာခဲ့ပါလေ။ဆက်ချန်နဲ့ပွဲနွားထက်စိတ်အားပြင်းထန်ပြီးတော့နိုင်ပွဲဆာလောင်ရဲ့ဆိုးလင်းကိုမြင်ခဲ့ရတာကတော့အဆိုးတွေကအကောင်းလို့ဆိုရပါမယ်။ ဒူရန်ချီမှာဆိုလင်းကတိုက်ရှိပိုဖွင့်ခဲ့တယ်။လက်တီးချက်တွေနဲ့ဆိုလင်းကဖိအားပေးနိုင်ခဲ့တယ်။ကော်တွန်ကိုအနီးကပူးကပ်ပြီးတော့ဝင်လုံးနာတွေပိုလုံးနိုင်ခဲ့တယ်။ဒါမဲ့ပူးကပ်ခံအချိန်မှာကော်တွန်ရဲ့တုံ့ပြန်ပုံတွေကတော်လေးကောင်းမွန်ခဲ့တာပါ။ကော်တွန်ကဆိုလင်းကိုတတောင်းဒူးတွေနဲ့တုံ့ပြန်ခဲ့တာပါ။ဆိုလင်းကလက်တီးချင်းရှင်ထိုးတဲ့တစ်ချက်မှာမျက်လုံးနှိုက်မိသလိုဖြစ်ပြီးတော့အဲဒီချက်ကလည်းအမှတ်နေသွားတဲ့အကြောင်းရင်းတစ်ခုပါပဲ။ဒူရန်ချီမှာကော်တွန်ကဆိုလင်းကိုထိုးစေချောင်တော်လေးချိန်သွားခဲ့တယ်။လက်တီးထိချက်တွေရှိခဲ့ပြီးတော့ကော်တွန်ရဲ့ခြေကံချက်တွေကလည်း ဇိုးလင်းကိုထိခဲ့ပါတယ်။ရုရှားဖိုင်တာကောက်တွန်ကတတရအချီမှာကျသွားပါတယ်။စာပိုင်းမှာအမှတ်ရနိုင်တဲ့ထိချက်တားထားလို့လည်းအနာမခံပဲထိန်းကစားခဲ့။ဇိုးလင်းကတော့တက်လုံလုံးဝမကြပဲပရိသတ်အကြိုက်လိုက်ထိုးဖီထိုးခဲ့ပါတယ်။တတရအချီမှာကောက်တွန်တယောက်ဇိုးလင်းကြောင်ပိတ်ထိုးတာခံခဲ့ရတာပါ။ဇိုးလင်းကဘယ်နာလက်သီးတွဲလုံးနဲ့ကောက်တွန်မျက်နှာကိုနှစ်ချိန်ထိအောင်ထိုးနိုင်ခဲ့ပါတယ်။ဒါပေမဲ့မာကုံမြင်လို့နဲ့ကောက်တွန်ကလဲကြမသွားခဲ့ပါဘူး။ဇိုးလင်းကိုယ်တိုင်လည်းကြံ့ခိုင်မှုကောင်းဆုံးနဲ့သူ့ရဲ့နာမည်ကျော်တန်မဏိဂုံပုတ်ကိုဆက်ပြီးတော့ထိန်းခဲ့တယ်။ ပရိသတ်အကြိုက်ထိုးပြနိုင်ခဲ့တယ်။အနိုင်ရှုံးကအမှတ်ဆုံးဖြတ်ချက်ကြောင့်ဖြစ်လို့ဇိုလင်ကိုအများကြီးစိတ်ထဲမှာကြစေခြင်း။ဒါပေမဲ့အမှတ်ဘလို့ရအောင်ယူမလဲဆိုတာကုတက်ပို့ပြီးတော့နားလေသဘောပေါက်ဖို့အရေးကြီးနေပြီ။ပြီးတော့ပွဲမတိုင်းခင်ဂျိုတင်ပြင်ဆင်မှုတွေကိုပို့ပြီးတော့ဂယူဆိုင်တဲ့နေပါပြီ။အာရာပညာရှင်တွေနဲ့တိုင်ပင်ပြီးတော့နီးစနေပညာရှင်တွေနဲ့တိုင်ပင်ပြီးနိုင်ပွဲတွေရအောင်နေထိုင်စားတောက်ပြင်ဆင်သင့်ပါလိမ့်မယ်။ဇလင်းအော်ရရှာဖိုင်တာကော်ပတာနဲ့ပွဲဟာသူ့အတွက်တကယ်ကိုအရေးကြီးပြီးတော့ပရိသတ်တွေစိတ်မပြတ်ရအောင်ထိုးပြသွားမယ်လို့လည်းဂရီပေးခဲ့ပါတယ် ကော်ပိုရိတ်ပွဲအားဆုံးလင်းအတွက်တကယ်ကိုအရေးကြီးပါလိမ့်။သူတို့ကစာချုပ်ရပြီးမှရှုံးပွဲတွေဆက်နေလို့တိုက်ခါပြန်ဆဲရမှာဖြစ်ပေမဲ့နိုင်ပွဲမရခဲ့ပြန်ပါဘူး။ယူရလာဝေလောကမှာပြိသက်ချစ်တော်ဖြစ်ပြီးသားဆုံးလင်းကဝမ်ကိုရောင်းချိန်မှလည်းနောက်ထပ်ချစ်ချင်းမြတ်တာထပ်ပြီးတော့ပိုင်ဆိုင်ခဲ့တယ်။ဝမ်စီကနေဒေါ်လာတသိန်းနဲ့စာချုပ်ကိုဆုံးလင်းပိုင်ဆိုင်တဲ့အထိအောင်မြင်ခဲ့ပါလိမ့်။ဒါမဲ့အခု၃ပွဲဆက်အဆုံးကြောင့်ဆုံးလင်းနာမည်ကျနိုင်ပါလိမ့်။ဆိုရင်ကတိုက်ခိုက်ကောင်းပြီမေနိုင်ပွဲမြူနိုင်သေးတာကိုစိတ်ပြက်စရာပါ တော်ပြီးဆန်တဲ့ကစားရံကိုပိုင်းဆိုင်ထားမယ်ဖလားမရသေးတဲ့အာစနယ်လိုဖြစ်နေပါလိမ့်။ဇိုလင်းကရှုံးပွဲဆက်နေပြီမိတ်။ပရိသတ်တွေမြေတားမှာပြတ်သီးပါဦး။သူ့ရဲ့နိုင်ပွဲကိုညှော်လေးနေစေပါ။ဟုတ်ကဲ့ပါဒီဘက်ကလောက်ပါပဲခင်ဗျ။ဆိုတော့ဒီမနက်မှကစားသွားခဲ့တဲ့ဇိုလင်းပွဲနဲ့ပတ်သက်ပြီးတော့ဘယ်လိုမြင်ကြလဲ။ကိုယ့်ရဲ့မြင်ကိုပြောပြခဲ့ပါအောင်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။